အလောက်ခွင်မှာဆိုးရွားတဲ့လုပ်ဖို့ကိန်းဘက်ကိုဘလို့ရင်ဆိုင်မလဲအလောက်ခွင်မှာလူတိုင်းနဲ့အဆင်ပြေပြေပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတာမလွယ်ကူပါဘူးဒီလိုမလွယ်ကူတဲ့အပြင်တခါတရံမှာဆိုးရွားတဲ့အပြုအမူတွေနဲ့လုပ်ဖို့ကိန်းဘက်တွေနဲ့တွေ့ကြုံရတတ်ပါတယ်သူတို့ရဲ့အဖြစ်အမူတွေကတင့်ရဲ့လုပ်ငန်းခွင်စိတ်ကျဉ်တဲ့မှုကို ထိခိုက်စေနိုင်ပြီးအလौရဲ့စွမ်းဆောင်ရည်ကိုလည်းကြာဆင်းစေနိုင်ပါတယ်။ဒါကြောင့်ဆိုးရွားတဲ့လုပ်ဖို့ကိန်းမနဲ့တွေ့တဲ့အခါဘလို့ရင်ဆိုင်မလဲဆိုတာကိုသိထားဖို့အရေးကြီးပါတယ်။နံပါတ် သူတို့ရဲ့အပြုအမူကိုတေချာဆန်းစစ်ပါအရင်ဆုံးသူတို့ရဲ့အပြုအမူကဘာကြောင့်ဆိုးရနေရလဲဆိုတာကို နားလည်ဖို့စူးစမ်းတင်ပါတယ်သူတို့အပြုအမူကတင့်ကိုပဲထိခိုက်နေတာလားဒါမှမဟုတ်တခြားသူတွေကိုပါထိခိုက်နေတာလားဆိုတာကိုစဉ်းစားပါပြီးတော့သူတို့အပြုအမူကတမင်တသက်လုပ်နေရလားမရည်ရွယ်ပဲလုပ်နေရလားဆိုတာစဉ်းစားပါနံပါတ်2တိုက်ရိုက်ပြောဆိုဆွေးနွေးပါသူတို့ရဲ့အပြုအမူကတင့်ကိုဘလို့ထိခိုက်နေလဲဆိုတာကိုတည်ငြိမ်တဲ့လေတန်းနဲ့အရှင်းပြပါ ပြဿနာကိုဖြေရှင်းဖို့ဆိုရင်အတူတကွဆင်းရဲတာကနေလည်းအပြေရနိုင်ပါတယ်။အလောက်တစ်ခုထဲမှာနေ့စဉ်ဆုံတွေ့နေရတဲ့လောက်ဖော်ကင်ဘတ်တယောက်ယောက်နဲ့အဆင်မပြေဘူးဆိုရင်အလောက်ကိုမသွားချင်တော့အောင်စိတ်အနှောက်အယှက်ဖြစ်စေတာပဲဖြစ်ပါတယ်။ဒီလိုဖြစ်လာတဲ့အခါမှာတိုက်ရိုက်ဖြေရှင်းတာက အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။သူ့အခြေအနေကိုတိုက်ရိုက်ဆွေးနွေးပြောဆိုပါ။ဒီလိုဆွေးနွေးတဲ့အခါလေတန်းအနေထားနဲ့ကိုနေဟန်ထားကိုဂရုစိုက်ပါ။အပြူသဘောဆောင်တဲ့ဆွေးနွေးမှု ဖြစ်စေဖို့ဂရုစိုက်ပါ။ ပြီးတော့ပြည်ထနာကိုဖြည့်ရှင်ဖို့အတွက်အတူတကွဆွေးနွေးပါသူတို့ရဲ့အပြုအမူကို ပြောင်းလဲဖို့အတွက်တောင်းဆိုပါနံပါတ်၃တခြားသူတွေရဲ့အကူအညီကိုရယူပါဒီလိုဆွေးနွေးမှုကအဆင်မပြေဘူးရလက်ကစိတ်ကျဉ်းနှံမှုမရဘူးဆိုရင်တင့်ရဲ့အထက်လူကြီးဒါမှမဟုတ် HR ဌာနကိုအကြောင်းကြားသင်ပါတယ်တခြားလုပ်ဖော်ကိုင်းဘက်တွေရဲ့ထောက်ခံမှုကိုရယူပါအလောက်ခွေမှာဖြစ်ပေါ်နေတဲ့အခြေအနေပြဿနာတွေကိုတရားဝင်မှတ်တမ်းတင်ထားပါ။ နံပါတ်၄ကုကူကူကာကွယ်ပါ လုပ်ငန်းခွင်မှာလှုပ်ဖော်ကင်ဘက်ရဲ့ဆိုးရွားတဲ့အပြုအမူတွေကိုခံနိုင်ရမရှိကြောင်းပြသပါ အပေါ်မှာပြောခဲ့သလိုမျိုးတိုက်ရိုက်ဆွေးနွေးကြတာမျိုးအထက်လူကြီးကတဆင့်ပြောတာမျိုးလှုံ့ဆော်ပါသူတို့ရဲ့အပြုအမူကြောင့်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမျိုးမဖြစ်အောင်ကာကွယ်ပါအလောက်ကိုသွားဖို့ကြောင်းလန့်နေတာမျိုးစိတ်ညစ်နေရတာမျိုးမဖြစ်ဖို့လေကုကုကိုဒီအချက်တွေနဲ့ကာကွယ်ထားသင့်ပါတယ် နောက်ဆုံးချက်ကတော့အခြေအနေကိုပြောင်းလဲဖို့မဖြစ်နိုင်ရင်အခြားရွေးချယ်စရာတွေကိုစဉ်းစားပါဒီလိုမျိုးအပေါ်မှာပြောခဲ့သလိုကိစ္စရက်တွေကအဆင်မပြေဘူးဆိုရင်တခြားရွေးချယ်စရာတွေကိုစဉ်းစားရပါတော့မယ်။ဒါကအလုတ်ထွက်တာမျိုးလည်းဖြစ်နိုင်သလိုတခြားဌာနတခြားနေရာတခုကိုရွှေ့ပြောင်းခိုင်းနိုင်မျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီလိုအချိန်မှာဂရုစိုက်ရမှာကတော့ professional ကျင့်ဝတ်ကိုထိန်းသိမ်းဖို့ပါ။စိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်ဖြေရှင်းပါ။တရားမျှတမှုကိုအလေးထားပါ။ မမှန်ကန်ကန်ပဲဖြစ်ပါစေ။ကျမရဲ့အတွက်တော့စိတ်ဖိစီးမှုကိုဂိုင်တွေဖြေရှင်းပါ။အလောက်ခွေမှာဆိုးရွားတဲ့လုပ်ပေါ်ဂိုင်ပန်းနဲ့ရင်ဆိုင်ရတာက စိတ်ဖိစီးမှုများစေနိုင်ပါတယ်။ဒါပေမဲ့အထက်မှာဖော်ပြထားတဲ့နည်းလမ်းတွေကိုအသုံးချမယ်ဆိုရင်တော့ဒီအခြေအနေကိုထိန်းချုပ်နိုင်ပြီးအလောက်ခွေမှာပုံမပျော်ရွှင်စွာလှုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်လည်းဘလို့စိတ်ဝင်စားပွဲကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးရမလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box တွေမှာ comment လေးရေးပေးခဲ့ကြပါအောင်နော်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်